ာပါရှင်တရင်နိုင်တဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒွေဝက်ရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ဆရာနာရှင်တက်ကလောင်းလုံးမြို့နယ်ညင်းမော်ရွာခန့်အူကိုပြစ်တက်ခဲ့တဲ့တင်ရေပြည်မြို့နယ်ကံပေါက်မှာရွာသားတအူကိုဆရာနာရှင်တက်ကရဲနှက်တဲ့အခြေအနေမောတောင်မြို့သွားတဲ့လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးဆရာနာရှင်တက်ကဆက်တိုက်ပုံကျဲကလေချောင်းကနေအင်အားဖြည့်နေတဲ့အကြောင်း မလေးရှားတောင်းမဲ့မြန်မာ29ဦးကချင်နောက်ပူရီမှာရှိတဲ့နေအိမ်တစ်ဆောင်မှာအဖမ်းခံရတဲ့တည်င်ထိုင်းတောင်ပိုင်းမှာဓာတုကန်တန်ရှင်ရေးလှုပ်ချင်အစိမ့်ငွေရှူမိပြီးမြန်မာ2ဦးသေဆုံးတဲ့အကြောင်းဆတဲ့တည်င်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်လောင်းလုံးမြို့နယ်ညင်းမွန်ကျေရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့ဆီယနာရှင်တပ်ကဒေသခံ2ဦးကိုပြစ်တက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒီတည်င်ကိုဒွေဝက်ရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ လောင်လုံးမြို့နယ်ညင်းမို့ကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်နာရှင်တပ်ကဒေသခံအူကိုပြစ်တက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ပြစ်ဒတ်ခံရသူအူဟာအသက်50ဝန်းကျင်ရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီးစိတ်ကြံမှရေချွေရင်းနေသူတို့နဲ့ညင်းမို့ရွာမှာဆွေပြောင်းအခြေချနေထိုင်သူတို့တို့ပဲဖြစ်ပါတယ်။ညင်းမို့ရွာထဲကနေဆက်နာရှိတက်ယာယီဆုပ်ခွာသွားချိန်ဒေသခံတွေကတပ်ဖြတ်ပြီးမြေမြုပ်ထားတဲ့အဲ့ဒီမျိုးသားနှစ်ဦးရဲ့ရုပ်လောင်းတွေကိုတွေ့ခဲရတာပါ။ ဆက်နာရှိတက်ဟာနိုဝင်ဘာလ10ရက်နေ့ကစပြီးညင်းမို့ရွာကိုဆက်ကြောင်းထိုးလာတဲ့အတွက်တောင်းလိုင်းတပ်ဖွဲ့တွေနဲ့ညင်းမို့ရွာမှာနှစ်ဖက်ထိတွေ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်ဆက်နာရှိတက်ကဖမ်းဆီးထားတဲ့တောင်းလိုင်းတပ်ဖွဲ့ဝင်အုပ်ကိုလည်းတပ်ဖြတ်ပြီးအလောင်းကိုညင်းမို့ရွာထဲမှာမြေမြုပ်စော့ပစ်ထားတာကိုလည်းတွေ့ရပါတယ်။ဒီကနေ့နိုဝင်ဘာလ18ရက်နေ့ထိညင်းမို့ကျေးရွာအနီးဝကျေးမှာစည်ရင်တင်းမာနေတာကြောင့်ညင်းမို့စစ်ပြင်းရွာကဒေသခံတွေတိတ်ရှောင်နေကြရပါတယ်။ ရေဖြူမြို့နယ်ကံပေါက်ကျေးရွာအုပ်စုဂန်းကိုတောင်ရွာမှာရှိတဲ့စေအုပ်စုနဲ့ဆက်ဆက်တဲ့ဥပိုင်ကုမ္ပဏီပိုင်းစီုံချံ area ထဲကတော်လန်ကိုနွင်ဗလာ16ရက်နေ့ကဖျက်ဆီးသွားလာတဲ့ရွာသားတဦးကိုစီုံချံစစ်စီဂိတ်မှာရှိတဲ့ဆရာနာရှင်တပ်သားတွေကရိုက်နှက်ခဲ့တယ်လို့ရွာသားတွေစီကသိရပါဗျ။ဒီသတင်းကို12 wash အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ ရေဖြူမြို့နယ်ကံပေါက်ကျေးရွာအုပ်စုကံမော်တောင်ရွာမှာရှိတဲ့ဆဲအုပ်စုနဲ့ဆက်ဆက်တဲ့ဥပိုင်ကုမ္ပဏီပိုင်စီအုံချက်ဧရိယာထဲကတောင်းလန်းကိုနိုဝင်ဘာလ16ရက်နေ့ကဖြတ်တန်းသွားလာတဲ့ရွာသားတအူကိုစီအုံချက်စစ်ဆေးဂိတ်မှာရှိတဲ့အစဲလာရှိတပ်သားတွေကအရင်နေ့ခဲ့တယ်လို့ရွာသားတွေစီကတရားပါရီရန်နဲ့ခံရသူဟာကံကော့တောင်ရွာသားတော်ခုံလုံးလုံးတဲ့အသက်60ဝန်းကျင်အရွယ်မျိုးသားတအူဖြစ်ပါတယ် စီအောင်ချန်ကအရာရှိနဲ့မိသားစုဝင်အချို့ကိုဘီဒူကောက်ကွယ်ရေးတပ်ဖွဲ့တစ်ခုကဖမ်းဆီးဆက်ဆီးပြီးတဲ့နောက်အခုနှစ်စက်တင်ဘာလမှာကန်ဝတ်ကလေးအော်လမ်းမိုင်ကစီအောင်ချန်ဆက်ဆီးကဲကိုထတ်တိုးပိတ်ထားတာပါစီအောင်ချန်နဲ့ဆက်ဆက်နေတဲ့ဖားချောင်းကျေးရွာအုပ်စုကိုသွားတဲ့ရွာချင်းစစ်လမ်းတွေကိုစက်မှန်ရှည်တပ်ကမြစ်တူးစစ်နဲ့ဖျက်တောက်ထားတဲ့အပြင်စီအောင်ချန်ဧရိယာနဲ့ဖားချောင်းကျေးရွာအုပ်စုဘက်ကိုသွားလာမယ်ဆိုရင်စီအောင်ချန်ကဲကိုအကြောင်းကြားရမယ်လို့စာနဲ့တတိပေးထားပါတယ် ကမ်ဘောတိုက်နယ်ထဲကဂျေးရွာတွေမှာစံနာရှိတဲ့နဲ့ဘူစောတီဆက်စေးဂိတ်၁၀ခုလောက်ရှိပြီးအဲ့ဒီဂိတ်တွေမှာဖြတ်တန်းသွားလာတဲ့ဒေတာခံတွေမကြခဏအရင်နေ့ဆက်စေးခံရတာတွေကြုံကြရတယ်လို့ဆိုကြပါတယ်။ထိုင်းမြန်မာနယ်ဆက်မော်တော်မျိုးကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့ကိုသွားတဲ့လမ်းမိုင်းမှာရှိတဲ့တင်ခွန်ရောင်းဝင်းကျင်းမှာတိုက်ပွဲပြင်းထန်နေပါတယ်။ဆီယနာရှင်တပ်ကမော်တော်မျိုးကိုသွားတဲ့လမ်းမိုင်းမှာရှိတဲ့ဂျေးရွာတွေကိုလေကြောင်းကနေစစ်တပ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရဟန်းရင်တွေနဲ့စစ်အင်အားဖြစ်တင်တာတွေလည်းလုံဆောင်ခဲ့ပါတယ်။ ော့တောင်မြို့ကိုသွားတဲ့လမ်းပိုင်းမှာရှိတဲ့တင်ခုံးနဲ့တဲဖြူရွာအနီးတစ်ဝိုက်မှာနိုဝင်ဘာလ15ရက်နေ့ကလေးကတိုက်ပွဲပြင်းထန်နေတာပါတော်လန်ရဲတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့မော်တော်မျိုးဟာတင်းနှင်းသာကြီးပုတ်ပြင်းပြီးအောင်စုလန်းကနေ48မိုင်အကွာမှာရှိပြီးအဲ့ဒီလမ်းပိုင်းကိုလည်းတော်လန်ရဲတပ်တွေကထိန်းချုပ်ထားပါဗျ။ဆဲအနာရှင်တပ်ကလည်းအဲ့ဒီလမ်းပိုင်းကိုပြန်လဲထိန်းချုပ်ဖို့2024ခုနှစ်ဒီဇင်ဘာလနှောင်းပိုင်းကစပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပါဗျ။ ဒါပေမဲ့တော်လရင်တက်တွေရဲ့ခုခံမှုကြောင့်ပြည်တော်စုလန်းကနေ6မိုင်လောက်အကွာမှာရှိတဲ့တိမ်ခုံးရွာအနီးတစ်ဝိုက်မှာပဲရပ်တန့်နေပြီးနေ့စဉ်နှိပါတိုက်ပွဲတွေပြင်းထန်နေတာပါမလေးရှားနိုင်ငံကိုသွားဖို့နေဆက်ဖြတ်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား29ဦးထိုင်းမြန်မာနယ်စပ်ကချနာပူရီခရိုင်မှာရှိတဲ့နေအိမ်တစ်ဆောင်မှာရှိနေခြင်းဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ဒီသတင်းကို Dwell Watch အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ မလေးရှားနိုင်ငံကိုသွားဖို့နေဆက်ဖလက်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား29ထိုင်းမြန်မာနေဆက်ကချနာပူရိခရိုင်မှရှိနေတဆောင်မှရှိနေချေဖန်စီခံရတယ်လို့ထိုင်းသတင်းတွေဖော်ပြချက်ရသိရပါတယ်။ဒိုမလာ15ရင်းဒီမှာလောကရတဖွဲ့အဝင်တွေကလူမောကိုပို့ရလို့တန်ရာရှိတဲ့ကာရစီကိုလက်ရန်ရှာဖို့ရမှာနဘဝတေတာမှရှိရဲ့ဤတဆောင်ရှိမှာရထားတော်ကိုတွေ့ရတယ်လို့ဆိုပါတယ်။ အင်းရဲ့ဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ပုံးနေတဲ့မြန်မာနိုင်ငံသားအမျိုးသား16ဦးအမျိုးသမီး73စုစုပေါင်း29ကို အထုပ်ဘုတ်တွေနဲ့အတူတွေ့ရတယ်လို့ဆိုပါတယ်။အားလုံးမှာတရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းတွေမတွေ့ရဘူးလို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေဟာဖရာတိုစုနေဆာကနီစံခရာပူရီကိုတရားမဝင်ဝင်ရောက်လာကြပြီးမလေးရှားကိုသွားဖို့ရည်ရွယ်ထားကြတယ်လို့သိရပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံသားတွေနဲ့အတူကာသမားကိုကတနပူရီခဲရက်စကန်ကိုပို့ဆောင်ထားပြီးဥပဒေအရရှိမယ်လို့လည်းထိုင်းတိုင်းမှာဖော်ပြပါတယ်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အော်တိုဘာလာမှာဖမ်းဆီးခံရသူအနည်းဆုံး1000လောက်ရှိနေပါတယ် ထိုင်းနိုင်ငံတောင်ပိုင်းခရာဘီခရိုင်ဖလိုင်ဖရာတီတောက်မှာရှိတဲ့ကုမ္ပဏီတစ်ခုမှာမြန်မာလူသမား3ဦးဓာတ်ထုကန်တန်ရှင်းရေးလုပ်နေခြင်းအစီအွေရှူမိပြီး2ဦးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။နွေဗလာ14ရက်နေ့ကမြန်မာလူသမား3ဦးဓာတ်ထုကန်နဲ့တန်ရှင်းရေးလုပ်နေခြင်းပြင်းထန်တဲ့အစီအွေကိုရှူမိပြီးသေဆုံးခဲ့ကြတာပါ။မြန်မာလူသမား၃ဦးတည်းကအသက်၂၂နှစ်အရွယ်အမျိုးသားတဦးကိုကတင်နိုင်ခဲ့ပြီးတရားအပြင်းထန်ရထားတဲ့အတွက်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားတယ်လို့သိရပါဗျ။ ຈັນແນ່ອະຕະ24ນິອຍວແນ່25ນິອຍວອະລຸດະມາ2ອູກໍອະໄຊມີມະກັນໄນແນ່ອັດເຕີຊົງຕົວວ່າကျုပ်ပေါ်အနံ့လို့လူတိများတဲ့လူကိုသိစေနိုင်တဲ့ hydrogen sulfide တန်းငွေပါတဲ့ကန်နဲဆင်းပြီးမြန်မာလူသမားတွေအလုံးလုံးနေကြရတာပါ hydrogen sulfide တန်းငွေကိုအနေငယ်ရှူရှိုက်မိုံနဲ့တတိလက်မိမျောနိုင်ပြီးသိစေနိုင်တယ်လို့ဆိုပါတယ်အခင်းဖြစ်ပေါ်တဲ့ကုမ္ပဏီရဲ့အမိကိုတော့ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောဆိုတာမရှိသေးသလိုမတော်တဆမှုအတွက်ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ပြောဆိုထားပါတယ် ုလိုတင်းတင်းသားဟိတတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။